ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့အထောက်အထားမရှိတဲ့နိုင်ငံသားသားအလို့သမားတွေကိုတည်ယဝင်ဖြစ်အောင်မှတ်ပုံတင်ပေးမယ့်အစီအစဉ်ကိုယာယီရက်ရွှေ့ဆိုင်လိုက်တယ်လို့အော်တိုဘာလ16ရက်ဒီကနေ့မှာထိုင်းအလို့ကန်ရှာဖွေရေးဦးစီးဌာန DOE ကတင်ညာလိုက်ပါတယ်လူသစ်ပန်းအောင်ကတ်ခေါ်ဘက်ပြုလုံးမဲ့အစီအစဉ်ကိုအော်တိုဗာလ25ရက်ကနေ29ရက်နေ့အထိစရင်တင်ဖို့ခွင့်ပြုပေးထားတာပါ ဒါပေမဲ့အော်တိုဘာ15ရက်မှာစည်ရင်တင်ဖို့ခွင့်ပြုပေးထားတဲ့ website မှာစည်ရင်တင်မရဖြစ်ပြီးတဲ့နောက်အော်တိုဘာလ16ရက်ဒီကနေ့မှာတော့ယာယီရက်ရွှေ့ဆိုင်လိုက်ကြောင်းထိုင်းအလုတ်သမားဝင်ကြီးဌာနကကြေညာလိုက်တာဖြစ်ပါတယ်။ထိုင်းအလုတ်ကန်ရှာဖွေရေးဦးစီးဌာန DOE ရဲ့ထုတ်ပြန်ချက်မှာတော့ထိလွယ်ခိုက်လွယ်တဲ့နေဆက်ပြဿနာတွေကြောင့်အခုလိုမျိုးရက်ရွှေ့ဆိုင်တာဖြစ်ပြီးအစီအစဉ်ပြန်လည်စတင်မယ့်ရက်ကိုနောက်ပိုင်းမှာထပ်ပြီးကြေညာပေးသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ အခုလိုလူသစ်ပတ်ရိုက်ပေးမယ့်အစီအစဉ်ရွှေ့ဆိုင်းလိုက်တဲ့အတွက်ထိုင်းရောက်အထောက်အထားမရှိတဲ့မြန်မာအလုပ်သမားတွေကြားမှာစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးသူတွေကလည်းလက်တလောအခြေအနေတွေအရဗတ်ပြုတ်လုပေးဖို့ပွဲစားတွေထံငွေကြေးကြိုတင်ပေးထားတာမျိုးမပြုတ်လုဖို့နဲ့ကြိုတင်ပေးထားတယ်ဆိုရင်ပြန်လည်တောင်းယူထားဖို့တတိပေးထားပါတယ်။ပိုင်းအောင်ကတ်ခေါ်ဗတ်ပြုတ်လုရမှာ 3980ဘတ်သာကုန်ကြမယ်လို့ထိုင်းအစိုးရကကြေညာထားပေမဲ့ပြင်ပအခြေအနေမှာတော့ဘတ်6000ကနေဘတ်1000ကျွဲထိပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။ကျမကတော့စိတ်မှ